အကြမ်းဖက်စစ်တပ်ကအခုရွာတွေကိုအဓိကပေါ်တာမဆွဲဘူးမြို့တွေကိုပေါ်တာဆွဲတာအဲဆိုမြို့မှာ လူတွေပေါ်တယ်လေအလုသမားတွေပေါ်တယ်ចောင်းသားတွေပေါ်တယ်အဲ့ဒီအလုသမားចောင်းသားတွေကိုအလုတွေမှာပေါ်တာဝင်ဆွဲတယ်လမ်းသွားရင်းနဲ့ပေါ်တာဝင်ဆွဲတယ်အိမ်ထဲတွေပေါ်တာဝင်ဆွဲတယ်အဲ့တော့1တွင်းမှာလည်းပဲနော်ပေါ်တာဆွဲတာအများများတယ်1တွင်းမြို့မှာ1တွင်းမြို့မှာပေါ်တာဆွဲတာအများများတယ် လူငယ်9ယောက်ကိုပေါ်တာဆွဲသွားတယ်နောက်တစ်ခုကတရင်ကျိုးလာပြင်းနေမှာ6ဥဘုံတိုးရွာမိထုံပွဲကိုအကြမ်းစစ်တပ်ကဘုံကျဲတဲ့တွက်ကြောင့်နော်ကုလသမဂ္ဂကပြင်းပြင်းထန်ထန်ကိုရှုတ်ချခဲ့တယ်နော်ကုလသမဂ္ဂကပြင်းပြင်းထန်ထန်ကိုရှုတ်ချခဲ့တယ် အဲ့တော့ကုလသမဂ္ဂကရှုတ်ချတာဘာအကျိုးရှိလဲလို့မေးရင်အကြမ်းဖက်စစ်တပ်ဘုံကျဲတာကိုနိုင်ငံတကာကသိတယ်လို့ဒါဖို့ဖို့တို့ဝန်ခံလိုက်တာပဲလေဒါရှုတ်ချတာဆိုတာအင်မတန်ကကောင်းတဲ့အလုပ်ပဲလေအင်မတန်ကကောင်းတဲ့လို့အကြမ်းဖက်စစ်တပ်က မီးထိုးနေတဲ့သတင်းကျွန်းလာပြင်းညမှာမီးထိုးနေတဲ့ပြည်သူတွေကိုရရဆက်ဆက်ဘုံကျဲလို့ပြည်သူတွေအများကြီးတည်သွားတယ်ဆိုတာကိုနိုင်ငံတကာကငါတို့သိတယ်ဒီအကြမ်းဖက်စစ်တပ်ရဲ့လုပ်ရကိုငါတို့ပြင်းပြင်းထန်ထန်ကိုရှုတ်ချတယ်ဆိုတာဒါအကြမ်းကောင်းတာလေဗျာဖိုးလို့ပြည်သူတွေကဒါကိုတချို့ကပြောင်ကြတယ်လှောင်ကြတယ်အထင်သေးကြတယ်တချို့ကဒါကိုမထင်ရောက်ဘူးလို့ထင်တာမထင်ရောက်ဘဲနဲ့ဒီပါမလား ဒီအကြမ်းဖက်စစ်တဲ့လုံလုံရက်ကိုငါတို့ကဘာကြီးကတိတယ်ငါတို့ကုလသမဂ္ဂကတိတယ်ဒီလုံရက်ကိုငါတို့လက်မခံဘူးပြင်းပြင်းထန်ထန်ရှုတ်ချတယ်ဆိုတာကိုဖဖို့တို့ဘက်ကိုရက်တီပေးတာလေဖဖို့တို့တော်လေးဘက်ကိုရက်တီပေးတာဖဖို့တို့ပြည်သူတွေကိုရက်တီပေးတာလေကဘာကြီးကတိတယ်နော်ငါတို့တိတယ်နော်စစ်တဲ့လုံရက်ကိုငါတို့ရှုတ်ချတယ်နော်ဆိုတာဖဖို့တို့ဘလောက်ကျေးဇူးတင်စရာကောင်းတယ် ကဘာကြီးကမတိညာဆောင်နေမှသာဖဖို့တို့ကအဲ့ဒါကြောက်ရမှာကဘာကြီးကမတိညာဆောင်နေတာကိုကြောက်ရမှာကဘာကြီးကဘာမှမပြောတာကိုကြောက်ရမှာကဘာကြီးကမတိညာဆောင်နေပဲကဘာကြီးကဘာမှမပြောဘူးဆိုရင်ဖဖို့တို့ဘလို့ထင်မလဲဟာကဘာကြီးကမတို့ဒီလောက်ပေးနေတာကိုမသိဘူးလားကဘာကြီးကမင်းအောင်လိုက်ဘက်ကိုပါတာလားကဘာကြီးကမင်းအောင်လိုက်ကိုအားပေးတာလား ့ဖုံဖုံတို့တွေးစရာတွေအများကြီးဖြစ်သွားပြီပြီးတော့ဖုံဖုံတို့တော်လန်ရင်းမှလည်းစိတ်တကြစရာတွေအများကြီးဖြစ်သွားပြီဟုတ်တယ်နော်ကဘာကြီးကမင်းအွန်လိုင်းပတ်ပါတာလားကဘာကြီးကငါတို့ဒီလောက်ခံနေရတာကိုမသိဘူးလားဆိုဖုံဖုံတို့ဒါစိတ်တကြစရာတွေအများကြီးဖြစ်သွားပြီအော်အခုကုလသမဂ္ဂဆိုတာနိုင်ငံပေါင်း190ကျော်နဲ့ဖွဲ့စည်းထားတာလေအဲ့ဒီကုလသမဂ္ဂက တရင်ကျွလာပြင်းလေးမှာအကြမ်းတ်စစ်တပ်ကပြည်သူတွေကိုဘုံကျဲတာငါတို့သိတယ်အဲ့ဒါကိုငါတို့လက်မခံဘူးဒါငါတို့ပြည်ပြည်တည်းရှုတ်ချတယ်ဆိုတာကမ္ဘာကြီးကဖုံးဖုံးတို့ပြည်သူတွေဘက်ကပါတာလीကဲတဘလို့အားရစရာကောင်းလေတွေးကြည့်နော်တွေးကြည့်ကျင်နဲ့စရာကောင်းလေကမ္ဘာကြီးကဖုံးဖုံးတို့မြန်မာနိုင်ငံကိုပြစ်မထားဘူး မေ့မထားဘူးကဘာကြီးကအချိန်နဲ့တပြေးညီဖဖို့တို့မြန်မာနိုင်ငံကိုစောက်ကြည့်နေတယ်ဆိုတာဒါတက်တည်ပြတာပဲလေဒါဟိုစာမင်းပွဲအဖြေထွက်တာပဲလေနော်မြန်မာနိုင်ငံကိုစောက်ကြည့်နေတယ်ဆိုတာကတက်တည်ပဲအဖြေထွက်တာပဲအဲ့ဒါဖဖို့တို့ကအားရစရာကောင်းတယ်ပေါ့နော်တကယ်ကျေးဇူးတင်ရမယ် ကပ္ပကြီးကဘာမှမပြောရင်ကပ္ပဘုတို့စိတ်ပြက်စရာကောင်းတယ်ပေါ့နော်ပြောတဲ့အတွက်ကြောင့်ဒါအားရစရာကောင်းတယ်ကျေးဇူးတင်စရာကောင်းတယ်ပေါ့နော်ကိုပြည်သူကိုပြန်တတ်တဲ့အကြက်ဖက်စစ်တက်ကိုကပ္ပကြီးကတောင်မှနော်ကိုပြည်သူကိုပြန်တတ်တဲ့အကြက်ဖက်စစ်တပ်ရဲ့လောက်ရက်ကိုကဘာကြီးကတောင်မှ ရှုတ်ချတယ်ဆိုတာဒီအကြမ်းဖက်စစ်တပ်နဲ့ဘောမတွေကရှက်တင်တာရှက်တင်တာဒီအကြမ်းဖက်စစ်တပ်နဲ့ဘောမတွေကသူတို့မှန်နေထင်တာလေချောင်းကိုဘုံကျဲတာသူတို့မှန်နေထင်တယ်ပြည်သူတွေကိုဘုံကျဲတာသူတို့မှန်နေထင်တယ်လေကဲကဘာကြီးကကြတော့ဘသူ့ဘက်ပါလဲဆိုတာကိုဖုံဖုံတို့ကိုပြပေးလိုက်တာလေဘလောက်အားရှိစရာကောင်းလဲ အကြမ်းဖက်စစ်တပ်တဲ့ဘောဘာတွေကသူတို့မှန်တယ်ဆိုပြီးတော့သူတို့ဘုဖို့တို့ဂုံယူကြီးပြောနေကြတာလေအဲ့ဒါကိုဘသူကမှန်တယ်ဆိုပြီးတော့ကဘာကြီးကဘသူဘက်ကိုရက်တည်ပေးလိုက်တာပြည်သူကမှန်တယ်မင်းတို့ပြည်သူကိုဘုံကျဲတာငါတို့လက်မခံဘူးငါတို့ရှုတ်ချတယ်နော်ဒါကြောင့်ကိုပြည်သူကိုကိုပြတ်တတ်တဲ့အကြမ်းဖက်စစ်တပ်ရဲ့လုံရက်ကိုကဘာကြီးကဘသူဘက်ကိုရက်တည်လေ ဘသူမှားတယ်ဆိုပြီးတော့ရှုတ်ချရတယ်။အဲတော့ကပ္ပစာမျက်နှာမှာကပ္ပသတင်းမီဒီယာမှာကပ္ပကုလသမဂ္ဂမှာဖဖို့တို့ပြည်သူတွေကမှန်တယ်။ဖဖို့တို့ပြည်သူတွေအကြံပတ်ခံရတယ်ဆိုတာထဝနာစရာပဲဝန်းသာစရာပဲနော်ပြေတော့ကုလသမဂ္ဂပြောတယ်အယက်သားတွေကိုပြင့်မှတ်ထားတိုက်ခိုက်တဲ့လုံရက်ကိုတဲ့နော် အယသပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့လုပ်ရက်ကိုလက်မခံဘူးတဲ့အကြမ်းဖက်စစ်တပ်နဲ့အကြမ်းဖက်စစ်တပ်ကိုအားပေးနေတဲ့ဘောမတွေကသူတို့ကအဲ့ဒီချောင်းပုံးကျဲတာကိုပြည်သူလို့မသုံးတော့ PDF တွေလို့သုံးတာပြည်သူလို့မသုံးဘူး ကုလသမဂ္ဂကဘယ်လိုသုံးလဲအခု6ဦးကိုဘုံကျဲတာအဲ့ဒါအယက်သားတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်တာတဲ့အဲ့တော့ကုလသမဂ္ဂဘယ်လိုသုံးလဲအယက်သားပြည်သူတွေကိုအယက်သားပြည်သူတွေကိုမင်းတို့ပြစ်မှတ်ထားပြီးတိုက်ခိုက်တာတဲ့နော်ဒါကြောင့်ဘောမာတွေရဲ့အကြမ်းဖက်စစ်တပ်ရဲ့ကဒီပြည်သူတွေကို PDF တွေဆိုပြီးသူတို့လွှတ်ချတယ်ကဘာကြီးကကြတော့ မင်းတို့ပြည်သူတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်တာတဲ့အဲ့တော့ဘသူကနိုင်ပြီးဘသူကရှုံးသွားလဲအမှန်တရားကဘသူပဲရက်တည်လဲဖမိုးတို့ပြည်သူတွေပဲရက်တည်တာနော်နောက်တစ်ခုက UK ရဲ့ Australia ရဲ့ Switzerland ရဲ့ကနော်မဲအောင်လာရဲ့ ဒီသတင်းကြိုလာပြင်းနေညဘုံကျဲမှုကိုရှုတ်ချတယ်ဗျာဒါကြောင့်ကမ္ဘာသတင်းမီဒီယာတွေနော်ကမ္ဘာအင်အားကြီးနိုင်ငံတွေကအခု6ဦးသတင်းကြိုလာပြင်းနေညဘုံကျဲခံရမှုကိုရှုတ်ချကြတယ်ဗျာဒါဘလောက်ကောင်းတယ်လဲတရားကိုနှက်ဆောက်တယ်ဆိုတာအဲ့ဒါပဲနော်အခုမင်းအောင်လိုင်းဘုံကျဲတာကိုဘယ်သူမှမချီကျူးတွေ့လားမရအောင်လိုက်မှန်တယ်လို့ဘသူမှမရက်တည်ဘူးတွေ့လားကုလသမဂ္ဂလည်းဖဖို့တို့ပြည်သူတွေဘက်ကရက်တည်တယ် UK, Australia, Switzerland ကလည်းပေါပေါတို့ဘက်ကရက်တည်တယ်။မဲအောင်လိုင်းကိုမဲအောင်လိုင်းအကြမ်းဖက်စစ်တပ်ကိုရှုတ်ချတယ်။နော်။အရသားတွေကိုဘုံကျဲတိုက်ခိုက်တာဟာတဲ့။အပြေပြေဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုချိုးပေါက်တာနဲ့အတူတူပဲဆိုပြီး Switzerland တန်ယုံကထုတ်ပြန်တယ်ဗျာ။နော်။အရသားတွေကိုဘုံကျိတိုက်ခိုက်တာအပြည့်ပြည့်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကိုချိုးပေါက်တာတဲ့အတူတူပဲဆိုပြီးတော့ဒါ ဆွတ်ဇလန်တန်ယုံကထုတ်ပြန်နေကဲကဘာကြီးကဖဖို့တို့ဘက်ကိုရက်တည်တယ်။နောက် UK တန်ယုံကအခုအရသာပြည်သူတွေကိုလို့ဘုံကျက်တိုက်ခိုက်တာလက်ခံနိုင်စရာမရှိဘူးတဲ့။နော်အရသာပြည်သူတွေကိုလို့ဘုံကျက်တိုက်ခတ်တာလက်ခံစရာမရှိဘူးတဲ့။လက်ခံနိုင်စရာမရှိဘူးပေါ့နော်။